အားလုံးမင်္ဂလာပါ Food Time Live အာကစားကဏ္ဍရဲ့ပွဲပြီး30ချက်ဖြစ်ပါတယ်ပေါ့နော်အဲ Chelsea နဲ့ဒီ Brighton အသင်းတို့ပွဲပေါ့နော်အခုအဲပြီးသွားတာဆိုရင်1-3နဲ့ပြီးသွားတယ်ပေါ့နော် Chelsea ကတော့ရှုံးသွားတယ်ပေါ့နော်အဲ့တော့ဒီနေ့ဖြစ်လာတဲ့အနေအထားပေါ့နော် Chelsea ဖြစ်လာတဲ့အနေအထားကပြောမယ်ဆိုရင်ကိုယ်အမားပဲပေါ့နော်အဲကိုတုံးနဲ့ကိုရိုက်ခံရတဲ့ပုံစံမျိုးပေါ့နော်အဲဘာမှမဟုတ်တဲ့ဒီအမားကနေပြီးတော့လူတယောက်ထုတ်ခိုင်းရတယ် ဲ့အထောက်တယောက်ထုတ်ခံရတဲ့အနေအထားကလည်းပြောမယ်ဆိုရင်ချလိုပါတော်တော်ဖြင်းလို့ပေါ့နော်တော်တော်ဆောက်သုံးမကြတဲ့ကောင်မဟုတ်လို့ဒီလိုမျိုးအအနီးကပြခံရတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီအနေအထားမှာအဲပိုဇီရှင်ကသူ့အနေနဲ့ဂျာခြေတလှမ်းပူပူလေးတာရပေါ့နော်ခြေ အဲမမီမကန့်အနေအထားမျိုးဖြစ်ပေမဲ့ခြေဦးနဲ့တာထိုးပြီးတော့ရှင်းလို့ရတဲ့အနေအထားပေါ့နော်ဘောလုံးအဲ့ဒါကိုမတိမတက်နဲ့သွားရှင်းပြီးတော့အဖောင်းလို့ဖြစ်သွားတယ်ပေါ့နော်ဖောင်းလို့ဖြစ်တော့ဒါကိုရနိုင်တဲ့ခွင့်ရဖြစ်တယ် less defender ဖြစ်တဲ့အတွက်အနီကပြခံရတယ်ပေါ့နော်အဲ့ဒါတော့အနီကပြခံရတဲ့အနေအထားတော့ဒါကတော့ဒါရတော့သူအဲ rule တိုင်းသူဘောင်းထဲကနေသူလှုပ်သွားတာပေါ့နော်ဒါပြောမယ်ဆိုရင်တော့ပြင်တန်တဲ့အနေအထားတော့ရှိတယ်ပေါ့နော်အဲဒါပြောမယ်ဆိုရင်အဲကိုလူရဲ့အတုံးမကြမှုတွေကနေဖြစ်တာပေါ့နော်အဲ့တော့ တားထားပါတော့ဓာကစားသမားတွေရဲ့ဒါပါနမှုမရှိဒါအတုံးမကြမှုတွေရဲ့အမားနေပြီးတော့ဒီလိုမျိုးဖြစ်တယ်အဲနောက်ထပ်ကတော့ဒါနီးပြပါတော့နီးပြတော့ပြောစရာတော်တော်ရှိသွားပြီပေါ့နော်ပြောစရာတော့ရှိသွားပြီဘာလို့ဆိုတော့မန်ယူနဲ့ပွဲမှာလည်းဒီလိုပဲအနီကပြခံရရတယ်ရှီသမတ်တိုက်စစ်တွေအကုန်ထုတ်တယ်ပေါ့နော်ရှီသမတ်တိုက်စစ်တွေအကုန်ထုတ်ပြီးတော့အခန်းစစ်သမားတွေပဲအကုန်စုပြုံထည့်တယ်ပေါ့နော် အဲအဲ့ပွဲမှာဆိုရင် Joao Pedro လေးဆိုတာတော်တော်တနာဖို့ကောင်းတယ်ဗောနော်ရှေ့မှာတယောက်လည်းရုံးခံရတယ်။ဒါတော့မှနောက်က Rich Jane ကလိုက်ပြီးတော့ဒါပန်ပိုးပေးနေလို့ဒါနည်းနည်းလေးစော်သေးရနေတာဗောနော်။တခြားဘက်တွေကတော့ဒါပြောမဆိုရင်ဘာမှဟိုအလုံးမဖြစ်တဲ့အနေအထားမျိုးတွေ့ရတယ်ဗောနော်။ Man U နဲ့ပွဲမှာအဒီနေ့ပွဲမှာလည်းဒါလူတယောက်အထုတ်ခံလိုက်ရပြီးတဲ့အချိန်မှာအဲသူ့အနေနဲ့ကဒါပြောမဆိုရင်နီးပြကအဲဒါအသင်းကြီးအသင်းအသင်းကြီးတဲ့တဲ့ကိုကင်လွယ်နေနီးပြလို့ပြောရမှာတော့ခက်တယ်ဗောနော်။ လောက်ရလောက်ရတွေကသူ့အနေနဲ့ကအသိငယ်နီးပြတတားလောက်ပဲရှိတယ်ပေါ့နော်အတွေးခေါ်อ่ะဘာလို့ဆိုတော့ဒီနိုင်ငံကိုထိမှုအတွက်စီးမခံစစ်တွေစုပုံထဲလို့ရှိရင်ဒါသူထိနိုင်လိမ့်မယ်လို့သူယူဆတယ်ပေါ့နော်ဒါပြောမှဆိုရင်သူ့အနေနဲ့ကဒါပြတော်ကိုဟိုပြောမှဆိုရင်အတွေးခေါ်တော်တော်နေပါတဲ့နီးပြလို့ပြောလို့ရတယ်ပေါ့နော်အဲသူဒီ၁၀ယောက်၁၁ယောက်မှာဒါဖြစ်သွားတဲ့အနေအထားမှာငကို ရှင်းအနေထားလေးနဲ့ပဲသူထိမ့်မယ်ဆိုရင်တော့မှဒါတလောက်မဖြစ်ဘူးเนาะเนาะအခုကထုတ်လူတွေကိုပြောမယ်ဆိုရင်တိုက်စစ်တွေကိုပဲသူထုတ်တယ်ဒါမန်ယူနဲ့ပွဲတော့ကလည်းဒါတစ်ကြိမ်မှာပြီးပြီအခုဒီပွဲမှာလည်းထပ်ပြီးတော့သူအဲဟိုတောင်မှမချင်းကြောက်နေတယ်ပေါ့နော် SG ဘာဝီလျံလေးကိုထုတ်တယ်အဲထုတ်ပြီးတော့ဒါခန်းစစ်သမားထည့်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီနီးပြကတော်တော်သွေးကြောင်တဲ့နီးပြပေါ့နော်တော်တော်ဟိုကြောက်တဲ့နီးပြပေါ့နော် အဲလီဗာပူးတို့နျူကာဆယ်တို့ဒါဆယ်ယောက်ထဲနဲ့ဘယ်လိုကစားလဲဆိုတာသူမမြင်ဘူးမကြည့်ဘူးလားတော့မသိဘူးเนาะတော်တော်တော့အဲစိတ်ပျော်စရာကောင်းတယ်ပေါ့เนาะပရိသတ်တယောက်အနေနဲ့ကလုံးဝဒါမျိုးတွေကဖြစ်သင့်ဘူးပေါ့เนาะသူ့ရဲ့ဒီရှိရှိရင်ဆွဲလူနဲ့ဒါပထမအဲ first line လူနဲ့ကြံတဲ့လူနဲ့ပဲဒါဆက်ပြီးတော့အဲရင်ဆိုင်မယ်ဆိုရင်တော့မှပေါ့เนาะဒါ ဒီလောက်ထိအချိန်နေမစိုးနိုင်ဘူးပေါ့နော်။မချာလိုပါထုတ်ခံလို့နောက်တန်းတယောက်ဖြစ်မယ်။နောက်တန်းတယောက်ဖြစ်မယ်ဆိုရင်အန်သူအနေနဲ့ဒီလိုမျိုးဟိုချင်းချောက်ပေးနိုင်တဲ့ကစားသမားမျိုးတွေပေါ့နော်တိုက်စစ်ကိုချင်းချောက်ပေးနိုင်တဲ့ကစားသမားမျိုးတွေမလဲသေးဘူးပေါ့နော်။ကျန်တဲ့တခြားအဟိုကစားသမားကိုပဲကျွန်တော်ကတော့လဲတင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကလည်းပြောမယ်မယူနဲ့တော့ကလို့ခက်ဆင်နေမှာကြ။ဖြစ်သွားတဲ့အနေထားကသူ့အနေနဲ့က အဲဒီလိုမျိုးတိုက်စစ်တွေကိုထုတ်ပြီးတော့ခံစစ်တွေအကုန်လုံးစုပြုံထဲတယ်အဲဒီခံစစ်တွေထည့်ပြီးတော့လဲဒါပြောမယ်ဆိုရင်ကောင်းကောင်းခုခံနိုင်လားတားဆီးနိုင်လားဆိုတော့လေအဲမတားဆီးနိုင်ဘူးအဲပြောမယ်ဆိုရင်ဒီခြေစည်းရဲ့ဒီ အဲအားနေချက်ကိုဒါအတင်းတိုင်းလူလူကဒါသိနေပေါ့နော်အခုချိန်မှာဒါသူ့အနေနဲ့ဒါကိုမပြင်ဆင်မဲနဲ့ပေါ့နော်မပြင်ဆင်နိုင်မဲနဲ့အမြဲတမ်းအချိန်ချိန်ဒီလိုမျိုးတွေဖြစ်နေပြီးတော့အမားတွေအထက်ကတည်းလေးလေးဖြစ်နေတယ်ဆိုတာတော့မဖြစ်သင့်ဘူးပေါ့နော်ဒါကစားသမားတွေရဲ့ညံပြင်းမှုအပိုင်းလဲပါတယ်ဆိုပေမဲ့ဒီပြတယောက်အနေနဲ့ကဒါကောင်းကောင်းကင်တွယ်နိုင်တင်နေပေါ့နော်အခုဆိုရင်လှုပ်သွားတာအာပြောမှဆိုရင် Brighton က Chelsea ရဲ့အားနေချက်တွေကိုပဲဒါအဓိကဟိုပြောမှဆိုရင် ကောင်းကောင်းသိပြီးတော့ဗောနော်လှုပ်သွားတဲ့အနေအထားမျိုးတွေ့ရတယ်အဲနောက်ဆုံးဒါဒုတိယဒါဟိုဟာကိုပေးရတဲ့အနေအထားမှာဆိုလဲအဲ့လိုပဲဗောနော်ဒုတိယကိုပေးရတဲ့အနေအထားမှာဆိုလဲခေါင်းဘောကနေဒါမရှင်းထုတ်နိုင်ပဲဗောနော်မရှင်းထုတ်နိုင်ပဲနဲ့ဒုတိယကိုပေးရတယ်အဲနောက်ဆုံးကိုဆိုလဲဒါနောက်တန်းပေါ့နော်နောက်တန်းနေရတာညံပြမှုအချင်းပေါင်လေးရတော့ပြောရစီလိုက်ပါနော်ပြောရမှာဆိုရင် sorry ကျွန်တော်ကြည်နေတဲ့ပွဲထဲမှာအဲဒီကောင်လေးကဟို လိုအပ်တာပို့ပြီးတော့ရဲတင်းလုံးအားကြီးနေပါတော့လိုအပ်တာပို့ပြီးရဲတင်းလုံးအားကြီးနေဒီကောင်လေးတော့ဒီလိုမျိုးပုံစံနဲ့ရတယ်ဒုက္ခရောက်တော့မတင်လေလို့တွေးတော့မရှိသေးတယ်နော်သူဆီကနေစပြီးပြက်တဲ့အလုံးကနေပြီးတော့ဒါဒန်နီဝက်ဘတ်ဒါတတရမြောက်ကိုတွင်းသွားတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီလိုမျိုးအကြောင်းတွေဖန်လာတယ်ဆိုတာနီးပြရဲ့သွေးကြောင်မှုတွေကြောင့်ပဲဆိုတာနီးကြရဲ့သွေးကြောင်မှုတွေဒီအနိုင်ကိုထိမ့်မှုအတွက်ကိုပေါ့နော်အနိုင်ကိုထိမ့်မှုပြီးတော့ဟိုတည်ရီကိုဆက်ထိမ့်မှုပေါ့နော်ဒါသူ တထက်ခါထက်ခါမှားတာပေါ့နော်ပထမအနိုင်ကိုထိမ့်ဖို့လုပ်တယ်အဲဒုတိယကျတော့အသေးကနေမရှုံးမှုထိမ့်ဖို့လုပ်တယ်ပေါ့နော်အဲဒီလိုမျိုးလုပ်တာကတော့ပြောမဆိုရင်အသင်းကြီးတသင်းရတာနီးပြလို့ဒါပြောလို့မရဘူးနော်ဒီလုံရက်ကလုံးဝလက်ခံနိုင်စရာမရှိဘူးပေါ့နော်လီဗာပူးတို့နျူကာဆယ်တို့ဆိုအဆယ်ရောက်တဲ့နဲ့လည်းဒါအဲတည်တည်ကြည်ကြည်တိုက်တဲ့အဲမျိုးတွေပေါ့နော်ဒါမျိုးတွေသူဟို လေလာတင်တယ်ပေါ့နော်လေလာတင်တယ်အဲ့ဒီပုံမှာသင်္ကန်းသာယူတင်တယ်အခုကမယူပွဲထဲမှာလည်းသူဖြစ်ပြီးပြီအခု Brighton ထဲမှာဆိုလည်းသူဖြစ်ပြီးပြီပေါ့နော်ဒါတွေကလုံးဝမဖြစ်တင်ဘူးအဲ့တော့ဒီနီးပြကပြောမစင်ဟိုကစားသမားကြီးကောင်းလို့ဒါကစားသမားကြီးကြိုးစားအထုတ်လို့ဒါဒါတွေလိုမျိုးဖလားတွေရခဲ့တာပေါ့နော်ဒီနီးပြကတော့ပြောမစင်တော်တော်ကိုအာအဆင့်တန်နေသေးတယ်ပေါ့နော်ဒါ Anisro တို့ဒါဒီ Guardiola တို့နဲ့ကဘလို့မှ Artita တို့နဲ့ဘလို့မှမရှင်လို့မရတဲ့နေသားပေါ့နော်အခုဆိုရင် ဒါပြောမယ်ဆိုရင်ခေါင်းမမနဲ့သူသူ့ပုံစံတိုင်းပဲသူသွားနေနေပြင်ဆင်နေတာရေသူမပြင်ဆင်ဘူးပေါ့နော်ဒါမန်ယူနီးပြအလားတူပေါ့နော်မန်ယူနီးပြဆိုလဲလို့ပဲပေါ့နော်ဒါမန်ယူကြောင့်ထည့်ပြောရဲဆိုတာလည်းအကျိုးကြောင့်တက်ဆန်နေလို့ပေါ့နော်အာအမိုရီဆိုလဲလို့ပဲမဝင်ဘောင်းဝင်တဲ့ဟာယူအတင်းစွတ်သွင်းနေတဲ့အနေအထားဖြစ်နေပေါ့နော်ဟိုပြောမယ်ဆိုရင်ဟိုဟိုအဝိုင်းလေးကိုအဲ၄တောင်ကြီးအတင်းထိုးထည့်နေလို့ဖြစ်နေပါတော့အမိုရီနေနဲ့ဒါဒီချယ်ဆီနီးပြားဒီအမ်မာရစ်ကာနီနဲ့ကလည်းအဲ့လိုပဲပေါ့နော်အဲသူ့ရဲ့ဒီ အတွေးခေါ်တွေ mindset တွေကကြောင်းတင်နေပါဘောနော်ဒါအတင်းကြီးတည်းရဲ့စိတ်တဲ့အတိုင်းပဲအဲ၁၀ယောက်ထဲနဲ့လဲပါဖြစ်လဲဗျ၁၀ယောက်ထဲနဲ့လဲအဲပြောမယ်ဆိုရင်နောက်တန်းကတော့၄ယောက်၄ယောက်စိုင်ပါဘောနော်နောက်တန်းကတော့၄ယောက်၄ယောက်စိုင်ပါဘောသူသူများနောက်တန်းလဲ၄ယောက်ကိုနောက်တန်းလဲ၄ယောက်တော်ရော့ပါတော့တော့အလုံးကျွန်၅ယောက်ပေါ့နော်အခုကနောက်တန်းထိရင်ထိနိုင်မယ်လို့ယူဆတယ်ဒါ logic ကိုတော့သူအနေနဲ့အဲဒါဒုတိယမြောက်ဘွဲမှာသင်္ကန်းသာထပ်မိဘွဲနဲ့နောက်ထပ်ထပ်မလာလို့တော့ဒီနေ့ပြအဲ ပြုတ်ပါသေးလို့ပဲကျွန်တော်တို့ဆူတောင်းနေပါတော့ပြောမယ်ဆိုရင်အခုဒီပွဲပြီးတဲ့အချိန်ထိမှာတော့ဒီနည်းပြမျက်နှာကိုမြေဝင်မြင်ကျင်တော့ပေါ့နော်ပြောမယ်ဆိုရင်ဒီလောက်သွေးကြောင်တဲ့နည်းပြတကယ်ငကြောက်ပေါ့နော်ပြောမယ်ဒီနည်းပြဒီလောက်ကြီးကြောက်လိမ့်မယ်သွေးကြောင်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဒါတော်တော်လေးကိုအာစိတ်ပျက်စရာပေါ့နော်အဲ့တော့ညီကိုတို့အနေနဲ့ရောဒါ Chelsea fan တွေအနေနဲ့ဒီပွဲရှုံးသွားတဲ့နေထားပုံမှာဘယ်လိုမြင်လဲပေါ့နော်မြင်တဲ့မြင်လေးတွေဆွေးနွေးပြပေါ့မယ်အားလုံးကျေးဇူးတင်ပါတယ်နော်